Juvanura Harari ရဲ့ Sapiens A Brief History of Humankind ဆရာမန်တရားတွန်းကဘာသာပြန်ထားတဲ့ Sapiens လူသားတို့၏တမိုင်းအနှစ်ချုပ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း25လွန်လေပြီးမှသိရသောယုတ်တိအမှားတမိုင်းမှာဖြစ်ပျက်သမျှအရာတိုင်းဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေကြတာပါ တကြောင်နေသောလမ်းနဲ့အတိတ်ကနေပိစုံပန်ကိုဥတီလာကြတယ်ဆိုပေမဲ့အနာဂတ်ကိုတော့လမ်းမျိုးမျိုးခွဲပြားထွက်သွားနိုင်တာပါအဲ့ဒီတဲကတချို့သောလမ်းတွေဟာပိုကျပြန့်တသက်မမှန်ရှိပြီးပိုချောမွေတဲ့အတွက်သူတို့ကိုရွေးနိုင်ချေပြပါတယ်ဒါပေမဲ့သမိုင်းဆိုတာတော့မဟုတ်သမိုင်းကိုဖန်တီးတဲ့သူတွေဟာမထင်မှတ်တဲ့အချိုးအခွေတွေလောက်တတ်ကြပါတယ် AD 400ကနေဦးပိုင်းမှာရောမအင်ဖရာမှာမိုးကုတ်ဆက်ဝိုင်းလိုကျပြန့်တဲ့ အမျိုးမျိုးသောဘာသာတရားဖြစ်နိုင်ခြင်းတွင်များကြီးရှိခဲ့ပါတယ်။ဒါမှမဟုတ်လည်းသူတို့လက်ရှိအသုံးပြုနေတဲ့မိယိုဖလာနတ်ဘုရားမျိုးမျိုးကိုကိုးကွယ်တဲ့ဘဟုနာထဘာသာနဲ့ဆက်စကန်းသွားနေလို့လည်းဖြစ်တာပဲ။ဒါပေမဲ့ယောမအေဂရီကွန်စတန်တိုင်းအနေနဲ့ရာဇုနှစ်တစ်ခုနီးပါးကြာခဲ့တဲ့သွေးချောင်းစီးပြည်တွင်းစစ်ပွဲကိုပြန်လည်သုံးသပ်ပြီးရှင်းလင်းပြန်တာတဲ့အယူဝါဒရှိတဲ့ဘာသာတရားတစ်ခုကသာအမျိုးမျိုးသောလူမျိုးခြားတွေနဲ့ကွဲပြားနေတဲ့သူ့အင်ဖာရာကိုစုစည်းပေးနိုင်မယ်လို့ ယူဆခဲ့ပုံပါပဲသူအနေနဲ့ရောမအင်ဖာရာရဲ့နိုင်ငံတော်ဘာသာအဖြစ်နိုင်ငံတွင်းကမျိုးမျိုးသောဘာသာတရားတွေဖြစ်တဲ့ပါရှား Prophet Mani တည်ထောင်ခဲ့တဲ့ခရိယန်ဝါဒ Rosu Esther ဝါဒနဲ့ဗုဒ္ဓဝါဒတွေရောဆက်ထားတဲ့ Manikey ဘာသာ Mithra ဘာသာနတ်ဗျာမ Isis ဓမ္မမုံနတ်ဗျာမ Sivali တို့ကိုကိုးကွယ်တဲ့ဘာသာ Zoroaster ဘာသာ Jew ဘာသာနဲ့ဗုဒ္ဓဘာသာစသဖြင့် ရွေးချယ်စရာတွေများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ဘာလို့ခရစ်တော်ယေရှုကိုမှရွေးချယ်ခဲ့တာပါလဲခရီးယန်ဓမ္မဝါဒတွေကသူကိုယ်တိုင်နှစ်သက်စိတ်ဝင်စားမိတာတခုခုရှိလို့လားဒါမှမဟုတ်ခရီးယန်ဘာသာရဲ့ပုံစံကသူ့ရည်ရွယ်ချက်တွေကောင်းတဲ့ဖော်ဖို့အတွက်ပိုသင့်တော်လို့များလားခရီးယန်ဘာသာရဲ့ယူပါယုံတခုခုများ သူရခဲ့လို့လားဒါမှမဟုတ်ခရီးယန်ဘာသာဟာတပြည့်ပြည့်နဲ့နောက်လာယုံကြည်သူတွေများတစ်ထက်များလာပြီးခုဒီ ခရီးယန်ဘာသာကိုပဲပြောင်းလိုက်တာကောင်းမယ်လို့သူ့အကြံပေးမှုမတ်တွေကအကြံပြုခဲ့လို့များလားတမားပညာရှင်တွေအနေနဲ့အမျိုးမျိုးမှန်းဆတင်ကြီးပြေုံမဲ့တတ်ထားပြီးတိကျတည်ကြတဲ့ဖြေတခုကိုတော့ချမပြနိုင်ပါဘူးသူတို့အနေနဲ့ရောမအမ်ပါရာကို ခရီးယန်တွေကဘယ်လိုလွှမ်းမိုးသွားတယ်ဆိုတာကိုပဲဖော်ပြပြောဆိုနိုင်ပါတယ်ဒါပေမဲ့ဘာကြောင့်ဒီလိုဖြစ်နိုင်ကြီးကိုပဲနောက်ဆုံးအမှန်တကယ်ဖြစ်လာရသလဲဆိုတာကိုတော့မရှင်းပြနိုင်ပါဘူး ဒါဖြင့်ဘယ်လိုဆိုတာကို ဖော်ပြခြင်းနဲ့ဘာကြောင့်ဆိုတာကို ရှင်းပြခြင်းနှစ်ခုကြားဘာကွာခြားချက်တွေများရှိပါသလဲပြောရမယ်ဆိုရင်ဘယ်လိုဆိုတာကိုဖော်ပြတယ်ဆိုတာဟာတိတိပပဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုလုံးကိုဘာပြီးရင်ဘာဖြစ်လာတယ်ဆိုပြီးရှင်းတော့ပြန်စီလိုက်တာပဲဖြစ်ပါတယ်ဘာကြောင့်ဆိုတာကိုရှင်းပြတာကတခြားအဖြစ်အပျက်တွေကိုဘေးဖယ်ထားပြီးတိတိပပဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြရခြင်းရဲ့အကြောင်းကျိုးဖြစ်စဉ်ဆက်ဆက်မှုကိုရှာတွေ့ခြင်းပဲဖြစ်ပါတယ်။အချို့သောပညာရှင်တွေကတော့ခရိယံဝါဒဥမော်လာခြင်းစတဲ့ဖြစ်ရမျိုးနဲ့ပတ်သက်ပြီးဒါတွေဟာမလွဲမသွေဖြစ်မဲ့အရာတွေပါဆိုပြီးရှင်းလင်းတင်ပြကြတယ်။သူတို့ကလူသပိုင်းဖြစ်စဉ်ဟာဇီဝဗေဒဆိုင်ရာ၊ကိဟဗေဒဆိုင်ရာ၊စီးပွားရေးဆိုင်ရာတွန်းအားဖြစ်ရတွင်တဲ့သာသက်ဆိုင်ကြောင်းသက်တည်ပြဖို့ကြိုးစားကြတယ်။မြေထဲပင်လယ်ရောမအင်ပါယာရဲ့ပထဝီအနေထား မြို့ရဗီဇာသို့မဟုတ်စီးပွားရေးပုံစံကဧကနာထဘာသာတစ်ခုခုဥမော်လာဖို့ကိုဖြစ်စေတာလို့ခြေပပြောဆိုကြပါတယ်။ဒါ့ပြင်လည်းတမားပညာရှင်တော်တော်များများကတော့အခုလိုမျိုးမလွမ်းမသွေသီအိုရီတွေကိုတန်တရားဖြစ်လေရှိကြပါတယ်။ဒါကလည်းတမိုင်းဆိုတဲ့ပညာရနယ်ပယ်ကိုအခြားသောပညာရနယ်ပယ်တွေနဲ့တိတာကွဲပြားသွားစေတဲ့အချက်တွေတည်းကတစ်ခုပါပဲ။တမိုင်းတွေကတိကျတဲ့ဂါလာတစ်ခုကို ပိုတိလေ ဘာလို့အဲ့ဒီသမိုင်းဖြစ်ပျက်တွေကတိတိုဖြစ်ပြီးဟိုလိုမဖြစ်ရတာလဲလို့ရှင်းပြဖို့ခက်ခဲလေးလေးပါပဲတီးကြတဲ့အတိတ်ကာလတစ်ခုရဲ့အပေါ်ယံဘဝတုတ္တသာရှိသူတွေကတော့နောက်ဆုံးရလက်ဖြစ်ပျက်တွေရဲ့ဖြစ်နိုင်ခြေတွေပေါ်မှာပဲအယုံဆိုင်လေးရှိကြပါတယ်သူတို့ကအတိတ်ကိုပြန်ကြည့်ဆင်ခြင်ပြီးဒီနောက်ဆုံးရလက်ဖြစ်ပျက်က ဘာဖြစ်လို့ရှောင်လွှဲမရတဲ့မလွှဲမသွေဖြစ်ရမယ်အရာပါပဲဆိုတာကိုမျှတတရားရှိတဲ့ဇတ်ထုတ်ဖြစ်စဉ်တွေနဲ့ရှင်းပြတတ်သူတွေပါအဲ့ဒီအတိတ်ကာလကိုထက်ထက်ဝင်ဝင်ပိုသိတဲ့ပညာရှင်တွေကတော့ဖြစ်ပြက်မလာခဲ့တဲ့အဖြစ်ပြက်တွေကိုပုံမူထက်သွင်းစဉ်းစားတတ်ကြပါတယ်တကယ်တမ်းပြောရမယ်ဆိုရင်အဲ့ဒီအတိတ်ကာလကိုကောင်းဆုံးသိတဲ့သူတွေဖြစ်တဲ့အဲ့ဒီခေတ်ကာလမှာတက်ရှင်ခဲ့တဲ့သူတွေဟာဘာဖြစ်လာမယ်မန်ပိုလို့တောင်မသိနားမလည်ဆုံးလူတွေပါကွန်စတန်တိုင်ဘီယင်လက်ထက်ကတမန် ရောမသားတယောက်အနေနဲ့ဆောဆောကပြောတဲ့အနာကပ်ဆိုတာဘာမှမမြင်ရတဲ့မြူကိုတူတခုပါပဲ။တမားရဲ့တမ်းနီစီမြင်တခုက အတိတ်ကိုပြန်လှည့်ကြည့်လို့မလန်းမသွေဖြစ်မဲ့အရာလို့ပဲ ကျွန်တော်တို့သိတဲ့အရာဟာအဲ့ဒီအတိတ်ကာလတုန်းကဖြစ်နိုင်ခြင်းစီးရင်တဲတောင်မရှိဘူးဆိုတာပါပဲ။ဒီနေ့ခေတ်မှာလည်းအဲ့ဒီလိုပါပဲ။ကျွန်တော်တို့ကမ္ဘာစီးပွားရေးအချက်တဲကနေလွတ်မြောက်ကြပြီလား။ဒါမှမဟုတ်တိတဲ့အများကြီးဆိုရတာလာအောင်ပါလား။ တရုတ်ဟာရှေ့ဆောင်မဟာအင်အားကြီးနိုင်ငံအဖြစ်ဆက်လက်ကြီးထွားနေမှာလားအမေရိကန်ဟာဩဇာအာဏာကျဆင်းသွားမှာလားဧကနာတဘာသာခရီးယန်အစ္စလမ်တွေရဲ့တရားရင်ဝါဒခေါင်းထောင်လာတာဟာအနာဂတ်ရဲ့လိုင်းလုံးလို့ဖြစ်လာမှာလားဒါမှမဟုတ်ရေရှည်တည်ရမှုဘာမှမရှိတဲ့ဒေသဇွဲ ဝဲကြော်လေးဖြစ်နေပဲပြောက်ွယ်သွားမှာလားကျွန်တော်တို့ဟာဂေဟာစနစ်ဆိုင်ရာခဲ့ဆိုကြီးစီဒါမှမဟုတ်ဤပညာကောင်းခင်ဘုံတစ်ခုစီကိုပဲဥတည်တင်ကြသလား ခုလိုမျိုးဖြစ်နိုင်ခြင်းအဆုံးသက်ရလန့်အားလုံးနဲ့ပတ်သက်ပြီးကောင်းမွန်ခိုင်မာတဲ့အဆိုပြုချက်တွေဆွဲထုတ်ပြကြရှိပါတယ်။ဒါပေမဲ့တကယ်ဘာဖြစ်လာမလဲဆိုတာကိုတော့ဘယ်လို့မှမသိနိုင်ပါဘူး။နောင်ဆယ်စုနှစ်နဲ့ငယ်ကြတဲ့အခါမှာလူသားတွေအနေနဲ့နောက်ပြန်ကြည့်ပြီးဒီမိဂိုနေအားလုံးအတွက်အဖြေတွေထင်းထင်းရှားရှားရှိနေကြတာပဲလို့တွေးနေကြမှာပါ။ဒီနေရာမှာအထူးအရေးပေးအာရုံစိုက်ဖို့အရေးကြီးတဲ့အချက်တစ်ခုကအဲ့ဒီခေတ်ကလူတွေအတွက်ဖြစ်နိုင်ခြေအလွန်နှဲပါတဲ့အရာတွေကပဲလက်တွေ့မှာ တကယ်ဖြစ်လာတတ်တယ်ဆိုတာပါပဲ။ကွန်စတန်တိုင်ဘရင် AD 306မှာနန်းတက်လာတော့ခရီးယဝါရဆိုတာနားလည်ရခဲ့တဲ့အချိန်တိုင်းဘာသာရေးဂိုင်းငယ်တစ်ခုသာသာပဲရှိပါသေးတယ်။တိတ်မကြခင်မှာပဲခရီးယံဘာသာဟာရောမအင်ပါယာရဲ့နိုင်ငံတော်ဘာသာဖြစ်လာလိမ့်မယ်လို့တကယ်လို့များသင်ခန့်မှန်းခဲ့မယ်ဆိုရင်အခန်းထဲကလူတွေအားလုံးအသိကိုဝိုင်းယူကြမှာပဲထို့နည်းတူ2050မှာ Harry Krishna ဟာ American နိုင်ငံရဲ့နိုင်ငံတော်ဘာသာဖြစ်လာလိမ့်မယ်လို့ခန့်မှန်းရင်အားလုံးကမင်းကို ဝိုင်းရကြမှာပဲ1933ခုအောက်တိုဘာလရုံးကဆိုဘော်ရှီဗစ်တွေကဘာမှမဟုတ်ပဲတင်းငယ်တဲ့ရုရှားအစွန်းရအဖွဲ့လေးတစ်ခုပါဘာမှမကြလိုက်တဲ့နောင်လိမ့်နေတွင်မှာရုရှားတနိုင်ငံလုံးကိုသူတို့လွှမ်းမိုးအုပ်စိုးသွားမယ်လို့စဉ်စားတွေးခေါ်တတ်တဲ့လူတယောက်မှကြုတ်တင်ခန့်မှန်းခဲ့မှာမဟုတ်ပါဘူး AD 600တုန်းကလည်းတဲကန်နေရတဲ့နေတဲ့ Arab အုပ်စုငယ်လေးတစုက Atlantic မုတ်တရားကနေအိန္ဒိယမုတ်တရားဒီကြီးမားကြံပြန့်စွာစုံမအောင်နိုင်လိမ့်မယ်လို့ယူဆတာဟာပိုပြီးအထိပယ်မဲ့ယူနှံ့တယ်လို့ဆိုရမှာပါတကယ်လဲဘိုင်ဇန်တိုင်းစစ်တပ်ကသာကန်နူးတိုက်ပွဲတွေကိုတွန်းလှန်နိုင်ခဲ့မယ်ဆိုရင်အစ္စလမ်ဘာသာဆိုတာတမိုင်းကိုနှက်ဆက်ကျွမ်းဝင်သူတချို့ကသာကြားပူနာဝါရှိမယ်လူမသိသူမသိကိုယ်ွယ်ယုံကြည်မှုတစ်ခုဖြစ်တာရှိနေခဲ့နိုင်ပါတယ်။အဲ့ဒီကြောင့်ရင်လည်းဘာမှမဟုတ်တဲ့ တက်လက်ပိုင်းမက်ကာမြို့သားကုံတဲ့တယောက်ရဲ့ယူပါယုံမော်ခြေခံတဲ့ဘာသာတရားတစ်ခုဟာဘလုံးမလူတွေကြောင်းပြန်ပွားလာနိုင်စရာအကြောင်းမရှိဘူးဆိုတာကိုပညာရှင်တွေကအလွယ်တကူရှင်းပြနိုင်ကြမှာပေါ့ဒါပေမဲ့ဘယ်အရာမဆိုတကယ်ဖြစ်လာနိုင်တယ်တော့မဟုတ်ဘူးပေါ့မြေပြင်ပထဝီဆိုင်ရာမွေးဖွားရာဇီဝဆိုင်ရာ စီးပွားရေးဆိုင်ရာအကန့်အသတ်တွေလည်းရှိတော့ရှိတာပေါ့ တို့ပေမဲ့အခုလိုအကန့်အသတ်တွေမှာအံ့အားတင်စရာလဲ့ပြောင်းပြက်လာနိုင်ခြင်းအများကြီးရှိပါတယ်။အဲ့ဒီလဲ့ပြောင်းတွေက မလွဲမသွေပါရရဲ့ဥရေသာတွေနဲ့မကန့်ညီတာကိုတွေ့ရပါတယ်။အခုလိုမျိုးအဆုံးသက်ရလက်ကလူတော်တော်များများကိုစိတ်ပြက်စေပါတယ်။လူတွေကသမိုင်းကိုမလွဲမသွေဖြစ်မဲ့အရာတွေလို့မြင်ကျင်ကြတာကိုမလွဲမသွေပါရဟာနှစ်သက်စရာကောင်းပါတယ်။ ။ဘာလို့လဲဆိုတော့သူဆိုရကျွန်တော်တို့ရဲ့ကဘာကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကသဘောတဘာဝကြပြီးရှောင်လဲလို့မရတဲ့တမရလက်တွေပါလို့တွေ့ဝပြောဆိုနေလို့ပါ။အခုချိန်မှာကျွန်တော်တို့မြို့ပြတွေနိုင်ငံတွေဖြစ်နေတိုင်းကြတယ်။ငွေကြေးရင်းနှီးသဘောကိုခြေပြုပြီးကျွန်တော်တို့ရဲ့စီးပွားရေးကိုလည်းပတ်ကြတယ်။လူအခွင့်အရေးဆိုတာကိုမမိတ်မတုံယုံကြည်ကြတယ်ဆိုတာတဘာဝအလျောက်ကိုရှောင်လဲလို့မရတဲ့မလွဲမသွေမှန်ကန်တဲ့အရာတွေပါ။ဒီတော့တမိုင်းဟာမလွဲမသွေဖြစ်မဲ့အရာတွေမဟုတ်ဘူးလို့ဆိုလိုက်တာဟာခုခေတ်မှာ လူများစုယုံကြည်လက်ခံထားကြတဲ့အမျိုးသားဝါဒအရင်းရှင်ဝါဒနဲ့လူအခွင့်အရေးဆိုတာတွေဟာမတော်တဆတိုက်ဆိုင်မှုတသက်တွေပါလို့အတိအမှန်ပြုလိုက်တာနဲ့အတူတူပါပဲ။သမိုင်းဆိုတာကိုမလွဲမသွေဖြစ်လာမယ့်အရာတွေပါဆိုပြီးရှင်းပြလို့မရသလိုဗျံပရာသဘောဆန်တဲ့အတွက်လဲသမိုင်းကိုခံမှန်းဖို့မဖြစ်နိုင်ပါဘူး။သမိုင်းဖြစ်ပျက်တွေရဲ့အင်အားစုသဘောတွေဟာအလုံးများပြပြီးသူတို့အချင်းချင်းကြားကအပြန်အလှန်တယောက်မှုတွေကလည်းအလုံးတိမ်ဝင့်နေပါတယ်။ဒါကြောင့်အင်အားစုတစ်ခုရဲ့တယောက်မှုအားမှာ ဘာမှမဟုတ်တဲ့အသေးဆုံးသောပြောင်းလဲမှုတွေတခုဖြစ်ရင်ဒါတို့ရဲ့အပြောင်းအလဲတက်ရောက်မှုသဘောကိုအလွန်ကြီးမားတဲ့အပြောင်းအလဲရလဒ်တခုဖြစ်စေပါတယ်။ဒါရင်မကပဲသမိုင်းဆိုတာဟာအစင်းနှစ်ဂစင်ကလျာစနစ်လို့ခေါ်ကြတဲ့အရာပါ။ဂစင်ကလျာစနစ်တွေ chaotic system ဟာပုံစံနှမျိုးနဲ့လာပါတယ်။အစင်းတစ်ဂစင်ကလျာစနစ်ကတော့သူ့ကိုခံမှန်းထားတဲ့အရာတွေပေါ်တုံ့ပြန်ခြင်းမရှိပါဘူး။ဥပမာမိုးလီဝဲသားဟာအစင်းတစ်ဂစင်ကလျာစနစ်တစ်ခုပါ။ မိုးလီဝတာကိုမျိုးမျိုးသောအချက်လက်ပေါင်းစုံကလွှမ်းမိုးတယ်ဆိုပေမဲ့ကျွန်တော်တို့အနေနဲ့ကွန်ပျူတာပုံစံမျိုးမျိုးတွေများသထက်များအောင်တည်ဆောက်ပြီးတရင်းအချက်လက်တွေရယူပြီးဒီထက်ပုံမှန်ကန်တိကျတဲ့မိုးလီဝတာခန့်မှန်းချက်တွေထုတ်ပြန်နိုင်ပါတယ်။အစစ်နဲ့ကစင်ကလေးအစစ်နဲ့ကြတော့သူ့ကိုခန့်မှန်းထားတဲ့ခန့်မှန်းချက်တွေပေါ်တုံ့ပြန်တက်ရမှုရှိပါတယ်။ဒါကြောင့်တိတိကျကျခန့်မှန်းဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဥပမာပြောရရင်ဈေးကွက်လိုဟာမျိုးဟာအစင်းနဲ့ကစင်ကလေးအစင်းနဲ့ပါတကယ်လို့များ မနက်ပိုင်းရင်တန်းစီဘယ်လောက်ရှိမလဲဆိုတော့တိတိကျကျတရားရာခိုင်နှုန်းမှန်ကန်အောင်တွက်ချက်ခန့်မှန်းပေးနိုင်တဲ့ကွန်ပျူတာတစ်ခု twin လိုက်ရင်ဘာတွေဖြစ်လာမလဲအဲ့ဒီကြာရင်တန်းစီကအဲ့ဒီခန့်မှန်းချက်ကိုချက်ချင်းပဲတုံ့ပြန်မှာဖြစ်တဲ့အတွက်ဂူးနဲ့ကခန့်မှန်းချက်ကဘယ်တော့မှတကယ်ဖြစ်လာမှာမဟုတ်ပါဘူးတကယ်လို့လက်ရှိစီကရင်တန်းတစီကိုကန်ဒေါ်လာ90ရှိတယ်ဆိုပါစို့လက်ခံမလွဲကွန်ပျူတာကလည်းမနက်ဖြန်ကျရင်တန်းတစီကန်ဒေါ်လာ100ဖြစ်မယ်လို့အသေးချာ ခံမှန်းထားတယ်တဲ့ဂုံတွေကလည်းမနှက်ဖန်ကြရဲ့မျက်ရအောင်ဆိုပြီးခုကလေးကရည်နံတွေကိုအပြေးလွှားပြည့်ဝကြမယ်ရလန့်နေတဲ့မနှက်ဖန်ကန်ဒေါ်လာ100တက်မယ်စာဒီနေ့ပဲရည်နံတစ်စီးကိုကန်ဒေါ်လာ100တက်သွားမှာဖြစ်ပါတယ်အဲ့ဒီတော့မနှက်ဖန်ကြရင်ဘာဖြစ်လာမလဲဘယ်သူမှမသိပါဘူးနိုင်ငံရေးဆိုတာလည်းအစ်စ်နှစ်ကစင့်ကလေးအားစနစ်တစ်ခုဖြစ်ပါတယ်လူတော်တော်များများကဆိုဗီယက်ဆိုင်ရာပညာရှင်တွေကို1989ဒေါ်လာရင်း ဖြစ်လာမှာကြုံမြင်ထားဖို့ပြက်ကွက်တာဝေဖန်ကြတယ်။အရှိအလယ်ပိုင်းကျွမ်းကျင်သူတွေကို2017ကအာရဗ်မျိုးတော်လန်ရေးဖြစ်လာမှာကြုံတင်မသိတာကိုပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။အဲ့ဒါဟာမတရားပါဘူး။တော်လန်ရေးဆိုတာသူ့အထိပ်ပဲနဲ့သူကခံမန်းလို့မဖြစ်နိုင်တဲ့အရာတွေပါ။ကြုံတင်ခံမန်းလို့ရတဲ့တော်လန်ရေးတွေဆိုတာဘယ်တော့မှဖြစ်မလာခဲ့ကြပါဘူး။ဘာလို့မဖြစ်ကြပါလဲ။လက်ရှိအချိန်ကိုတက်ဂရီ2010လို့စိတ်ကူးရင်လာပြီး နိုင်ငံရေးသိပ္ပံပညာရှင်တချို့ကကွန်ပျူတာကဝေးတယောက်နဲ့တွဲပြီးမြေကြီးလက်ခတ်မလွဲတိကျမှန်ကန်တဲ့ algorithm နေနဲ့ရေးထားတဲ့ကွန်ပျူတာတစ်လုံးထွင်ထားတယ်ဆိုပါစို့ပြီးတော့ကွန်ပျူတာကိုဆွဲဆောင်မှုရှိတဲ့ဖန်သားမျက်နှာပြင်တွေဆင်ပြီးတော်လိုင်းရေးခံမှန်းဆက်အဖြစ်ဈေးကွက်ထဲဖြတ်မယ်ဆိုပါတော့ပြီးတော့ Egypt Tamra Hosting Mubarak ကပေးတဲ့များပြတဲ့လမ်းငွေချေမှုနဲ့အတူ Mubarak ကိုသူ့ကိုသူတို့ရဲ့ဝန်ဆောင်မှုပေးအပ်မယ်ဆိုပါစို့ ဆိုတော့သူတို့ရဲ့ခံမှန်းချက်အရလာမယ့်နှစ်အတွင်းမှာပဲအီဂျစ်နိုင်ငံအတွင်းမှာတော်လှန်ရေးကြီးတစ်ခုတည်ကြဖို့ဖြစ်လိမ့်မယ်လို့မူဘရက်ကိုပြောပြကြတယ်။ဒါကိုမူဘရက်ဘလို့တုံ့ပြန်မလဲ။ဖြစ်နိုင်ချေများတာကတော့သူ့အနေနဲ့ချက်ချင်းပဲအခုနေလျှော့ချပေးမယ်။ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေပြည်သူတွေကိုဝေလိုက်မယ်ပြီးရင်လိုရမယ့်ရသူ့ရဲ့လူဝဲရဲတပ်ဖွဲ့ကိုခိုင်မာအင်အားစုထားမယ်။ဘာပဲဖြစ်ဖြစ်လက်ဦးမှုရယူထားတာဟာအလုပ်ဖြစ်တယ်လေ။ဒီလိုနဲ့နောက်နှစ်ရောက်လာတယ်။ ပြီးတော့နှစ်တာကုန်သွားတယ်ဘာတော်လန်ရေးမှလည်းဖြစ်မလာဘူးဒီတော့မူဘာရက်ကသူ့ငွေတွေကိုပြန်ရောဖို့ပြောတယ်မင်းတို့ algorithm ကဘာသုံးစားလို့ရလို့လဲဆိုပြီးသိပ္ပံပညာရှင်တွေကိုអော်တယ်အဲ့ဒီငွေတွေအလကဝေလိုက်မယ်စားနောက်ထပ်နန်းတော်တစ်ခုစလိုက်တာမှကောင်းအောင်မယ်ဒါပေမဲ့တော်လန်ရေးဖြစ်မလာဘူးဆိုတော့ကူကကျွန်တော်တို့ကဖြစ်လာမှာကိုကြွတင်ခန့်မှန်းခဲ့လို့လေလို့သိပ္ပံပညာရှင်တွေကပြန်လည်ခြေပပြောဆိုကြတယ်မင်းတို့ကတကယ်ဖြစ်မလာမယ့်အရာတွေကိုကြိုဟောတဲ့ prophet တွေလားကွာဟေးလို့ မှတ်ချက်ချရင်မူဘရက်ကသူ့အဆောင်တွေကိုဒီလူတွေဖမ်းခေါ်သွားဆိုတဲ့အမှုရာပြလိုက်တယ်။မင်းတို့လိုကောင်တရာစင်လောက်ကိုခါရိုဈေးတဲကနေအလကကောင်းခောက်ရေးလို့ရတယ်။ဒါဆိုဘာလို့များကျွန်တော်တို့တမိုင်းကိုလိလာနေကြသေးတာလဲ။ယူဘပေတာဘောဂပေတာတို့နဲ့မတူတာကတမိုင်းဟာနောင်ဘာဖြစ်လာမလဲတိတိကျကျခံမှန်းဖို့အတွက်လိလာရတာမျိုးမဟုတ်ပါဘူး။အနာဂတ်ကိုသိရဖို့အတွက်တမိုင်းကိုကျွန်တော်တို့လိလာတာမဟုတ်ပဲကျွန်တော်တို့ရဲ့မိုးကိုယ်ဆောင်အမြင်တွေကျဲအောင် လက်ရှိကျွန်တော်တို့ဖြတ်သန်းနေရတဲ့အခြေအနေတွေဟာတဘာဝအလျောက်ဖြစ်လာတာမဟုတ်တယ်လို့ရှောင်လွဲလို့မရတဲ့အဖြစ်အပျက်တွေမဟုတ်ဘဲနားလည်ဖို့ပါပဲ။ဒါကြောင့်ပဲရလန့်နေတဲ့အရှိမဘာတွေဖြစ်လာမယ်ဆိုတာကျွန်တော်တို့စိတ်ကူးစဉ်းစားထားတာထက်တခြားဖြစ်နိုင်ခြေတွေများများစွာရှိရဲဆိုတာပါပဲ။ဥမာအားဖြင့်ဥရောပသားတွေကအာဖရိကသားတွေကိုဘယ်လိုလုပ်ဆုံးမအုပ်ချုပ်လာနိုင်ခဲ့တယ်ဆိုတာလေ့လာလိုက်တဲ့အခါလူသားမျိုးနွယ်အဆင့်အတန်းနဲ့ပတ်သက်လို့သူဟာသူတဘာဝကြတာ ရှောင်လွှမ်းမရတာဆိုလို့ဘာမှမရှိဘူးဆိုတာကျွန်တော်တို့သိလာရတယ်လို့ပေါ့ကဘာကြီးဟာသူ့ဟာနဲ့သူ တနည်းတပုံအခြားပုံစံမျိုးဖြစ်ရင်ဖြစ်နိုင်ခဲ့တာပဲမျက်မမြင်တမိုင်းနဲ့သမီးခလီယိုတမိုင်းကပြုလုပ်လိုက်တဲ့ရွေးချယ်ဆုံးဖြတ်ချက်တွေဟာဘာကြောင့်လဲဆိုတာကျွန်တော်တို့ရှင်းမပြနိုင်ပေမဲ့သူတို့နဲ့ပတ်သက်လို့အလွန်အရေးကြီးတဲ့အချက်တစ်ချက်ကိုတော့ပြောပြနိုင်ပါတယ်အဲ့ဒါကတော့တမိုင်းရဲ့ရွေးချယ်ဆုံးဖြတ်ချက်တွေဟာ ူသားတွေရဲ့ကောင်းကျိုးဘယ်တော့မှမဖြစ်ခဲ့ဘူးဆိုတာပါပဲလူသမိုင်းတဖြည်းဖြည်းတိုးတက်လာတာနဲ့အမျှလူသားတွေရဲ့ကောင်းကျိုးချမ်းသာဟာလည်းထပ်တူညီကောင်းမွန်တိုးတက်လာပါတယ်ဆိုပြီးတက်တည်ပြစရာဆိုလို့တခုမှမရှိပါဘူးလူသားတွေရဲ့အကျိုးကိုဖြစ်ထွန်းစေတဲ့ယဉ်ကျေးမှုတွေဟာမြေကြီးလက်ခံမလွဲအောင်မြင်ကျပြန့်လာတာနဲ့အမျှလူသားတွေကိုတိတ်အကျိုးမပြုတဲ့ယဉ်ကျေးမှုကတော့ပျောက်ကွယ်သွားပါတယ်ဆိုတော့တက်တည်ပြစရာလည်းတခုမှမရှိပါဘူးခရီးယံဘာသာဟာ မောင်နှကီဘာသာတဲ့ပိုကောင်းမွန်တဲ့ရွေးချယ်မှုပါဆိုပြီးတက်တေပြစရာမရှိတယ်လို့ပဲ Arab Empire ဟာ Sassanid Persian Empire တဲ့လူသားတွေကို ပိုအကျိုးပြုပါတယ်လို့ပြောလို့မရပါဘူးလူသမားရဲ့တိုးတက်ပြောင်းလဲပုံဟာလူသားတွေရဲ့အကျိုးကိုရှေ့ရှုပါတယ်လို့တက်တေပြစရာမရှိတဲ့အကြောင်းရင်းကလည်းလူသားတွေရဲ့အကျိုးဖြစ်ထွန်းမှုကို တိုင်းတာမဲ့ဓမ္မရိတန်ကြားတဲ့ပေတန်ရဲ့လို့မရှိတာပါပဲလူသားတွေရဲ့အကျိုးဆိုတာကိုကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေက အဓိပ္ပာယ်မျိုးမျိုးနဲ့ဖွင့်ဆိုကြပါတယ်။အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုခြင်းအမျိုးမျိုးကိုခွဲခြားဆုံးဖြတ်ပေးမယ်။ဓမ္မဒိဋ္ဌံပေတံရဲ့လို့လည်းကျွန်တော်တို့မှမရှိပါဘူး။ဒါပေမဲ့တမိုင်းတစ်ချက်အနိုင်ရအောင်ပွဲခံသူတွေကတော့သူတို့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကမှန်ကန်တယ်လို့အမြဲယုံကြည်ကြတာပါပဲ။ဒါပေမဲ့အဲ့ဒီအွန်လိုင်းသူတွေကိုကျွန်တော်တို့ဘာလို့ယုံရမှာလဲ။ခရီးယန်ဘာသာကမာနကီဘာသာကိုဖုံးလွှမ်းအနိုင်ရတာဟာလူသားတွေအတွက်အကျိုးများစေတယ်လို့ခရီးယန်တွေကယုံကြည်ကြတယ်။ဒါပေမဲ့ခရီးယန်တွေရဲ့ တက်ဝင်ယုံကြည်မှုအမြင်ကို ကျွန်တော်တို့လက်မခံဘူးဆိုရင်သူတို့နဲ့ကျွန်တော်တို့သဘောတူစရာမလိုတော့ဘူးလို့ပြောရမယ်။မွတ်စလင်တွေကဆာဆန်နစ်ပါရှန်အမ်ပါယာကြီးမွတ်စလင်တွေလက်ထက်ကိုကျရောက်သွားတာဟာလူသားတွေရဲ့အကျိုးကိုဖြစ်ထွန်းစေတယ်လို့ယုံကြည်ကြတယ်။ဒါပေမဲ့မွတ်စလင်တွေရဲ့တက်ဝင်ယုံကြည်မှုအမြင်ကိုကျွန်တော်တို့လက်ခံမှသာဒါဟာတကယ်ပဲလူသားတွေရဲ့အကျိုးအတွက်ဖြစ်ပါတယ်လို့မြင်ကြမှာပါ။ဒါမှမဟုတ်လည်းခရစ်ယာန်ဘာသာရော အစ္စလာမ်ဘာသာရောနှစ်ခုလုံးရှုံးနိမ့် ကွယ်ပြောက်ပြီးအမေကန်ဖြစ်သွားရင်လည်းကျွန်တော်တို့အားလုံးအတွက်အကျိုးရှိတာဖြစ်နိုင်တာပဲ။ရင်ကျင်းမှုတွေဆိုတာတွေကိုစိတ်ပိုင်းဆိုင်ရာကုသရောဂါတစ်မျိုးသို့မဟုတ်ကပ်ပါးကောင်တစ်ခုဖြစ်တဲ့ပညာရှင်တွေကခုနောက်ပိုင်းမှာရှုမြင်လာကြပါတယ်။လူသားတွေကတော့ကပ်ပါးလက်ခံကောင်တွေပေါ့။တက်ရှိကပ်ပါးကောင်တွေဖြစ်တဲ့ဥမာဗိုင်းရပ်စ်ပိုးတွေကသူတို့လက်ခံကောင်ရဲ့ကိုယ်အတွင်းမှာအသက်ရှင်နေထိုင်ကြပါတယ်။ဗိုင်းရပ်စ်တွေဟာချင်းချင်းပေါင်းများကြပြီးလက်ခံကောင်တစ်ယောက်ကနေနောက်တစ်ယောက်ကိုကူးဆက်ပြန့်ပွားကြပါတယ်။ တချိန်ထဲမှာပဲလက်ခံကောင်ရဲ့ကိုခန္ဓာကိုစားသုံးရင်လက်ခံကောင်ကိုအားလဲအောင်လုပ်ရင်တခါတလေလက်ခံကောင်တွေကိုတည်ဆုံးစေတဲ့အထီးပါပဲလူရင်ချင်းမှုအတွေ့အော်တခုဥပမာခရီးရန်တွေကမိုးတိမ်ထက်ကကောင်းငင်ပုံကိုယုံကြည်တာ community ရဲ့လက်ရှိကဘာမြေပြင်ပေါ်ကလောကနိဗ္ဗာန်စတဲ့အတွေ့အော်တွေဟာလူသားတစ်ယောက်ကိုအဲ့ဒီတွေ့အော်ပြန့်ပွားစေဖို့အတွက်သူတစ်ဘဝလုံးကိုအသက်သင်ရင်သေးဝိစီဆိုတဲ့အထီးပေးဆက်တာမျိုးကိုဖြစ်စေနိုင်ပါတယ် လူကတော့တည်သွားတယ်ဒါပေမဲ့အတွေးခေါ်ယူဆကတော့ဂျန်နေရစ်တယ်အခုလိုမျိုးချင်းကပ်ယူဆပုံနီလန်းရဆိုရင်လူရင်ချင်းမှုတွေဟာမတ်စွာရီတွေယူဆတယ်လို့မျိုးလူများစုကိုကောင်းမွန်ဖြန့်အမျက်ထုတ်ခြင်းနဲ့အကျွတ်သောလူတစုရဲ့အလျော့ဝဲပူပေါင်းကြံစီမှု conspiracy တွေမဟုတ်ပါဘူးတကယ်တမ်းပြောရမယ်ဆိုရင်လူရင်ချင်းမှုတွေဆိုတာမတော်တဆထွက်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာအကပ်ပါးကောင်တွေဖြစ်ပြီး သူတို့ကူးဆက်လိုက်တဲ့လူတွေအကုန်လုံးကိုအမျက်ထုတ်ကြပါတယ်အခုလိုမျိုးချင်းကပ်ယူဆပုံကိုလူရည်ချင်းမှုအချက်လက်ဆင်ကဲကူပြောင်းခြင်းပုံစံသို့မဟုတ် Mimic Stick လို့တခါတလေခေါ်ဆိုကြပါတယ်ဒီချင်းကပ်ပုံအမြင်ရဲ့အယူဆပုံကတကယ်တမ်းရှိတဲ့တဝါတွေရဲ့ဆင်ကဲပြောင်းလဲခြင်းဟာ Organic တရင်အချက်လက် Unit တွေဖြစ်တဲ့မျိုးရိုးပီဇာ Jeans တွေနောက်ထပ်ပွားများတဲ့အပေါ်မူတည်တယ်လို့ပဲယဉ်ကျေးမှုဆင်ကဲပြောင်းလဲခြင်းဆိုတာဟာယဉ်ကျေးမှုတရင်အချက်လက် Unit တွေဖြစ်တဲ့ memes တွေနောက်ထပ်ပေါများကြတဲ့အပေါ်အခြေခံပါတယ်။အောင်မြင်တဲ့ယဉ်ကျေးမှုတွေဟာသူတို့ရဲ့လက်ခံကောင်းတွေဖြစ်တဲ့လူသားတွေရဲ့ကောင်းကျိုးဆိုးကျိုးကိုဂရုမစိုက်ပြစ်ပယ်ထားပြီးသူတို့ရဲ့ယဉ်ကျေးမှုသတင်းရင်းချက်လက် memes တွေကိုပေါများတာကိုအအောင်မြင်မြင်လုပ်နိုင်ကြပါတယ်။လူမှုဘာသာရပ်နယ်ပယ်ကပညာရှင်အများစုကတော့အခုလို memetic ထင်မြင်ယူဆပုံကိုအထင်မြင်သိကြပါတယ်။ဒါကိုသူတို့ကယဉ်ကျေးမှုဆိုင်ရာဖြစ်စဉ်တွေကိုဇီဝပိဒဆိုင်ရာ တက်စီသဘောတရားတွေနဲ့ရှင်းပြီးရှင်းပြဖို့ကြိုးစားတာဟာပညာရှင်မပိတာပဲအပျော်သဘောဆန်တယ်လို့မြင်ကြတယ်ဒါပေမဲ့လည်းဒီပညာရှင်တွေတော်တော်များများကပဲမိမိုက်တိတ်ကဲအမှန်ကြီးမှလို့ပြောလို့ရတယ် post modern ဝါဒကိုရလက်ခံလေးစားကြတာကိုတွေ့ရပါတယ် post modern ဝါဒီတွေးခေါ်သူတွေပြောဆိုပုံကဒီယဉ်ကျေးမှုအချက်လက် memes တွေကိုလူယဉ်ကျေးမှုအဆောက်အုံကြီးရဲ့အခြေခံအုတ်ချက်တွေလို့မြည်ညွှန်းပဲအဲ့ဒီအချက်လက်တွေကိုသာအကျယ်တဝင့်ဆွေးနွေးကြတာပါပဲဒါ့ဝိမဲ့လဲ postmodern ဝါဒီတွေလည်းပဲလူရင်ချင်းမှုတွေဟာလူသားတွေရဲ့ကောင်းကျိုးဆိုးကျိုးကိုဘာမှဂရုမပြုသူဟာသူဆက်လက်ပြန့်ပွားတယ်ဆိုတာကိုတော့လက်ခံကြပါတယ်။ဥပမာပြရမယ်ဆိုရင် postmodern တွေးခေါ်သူတွေကမျိုးသားရေးဝါဒကို19ရာစုနဲ့20ရာစုဝန်းကျင်ကတကမ္ဘာလုံးကိုပြန့်နှံ့ကူးစက်ပြီးစစ်ပွဲတွေဖိနှိပ်မှုတွေမုန်းတရားတွေလူမျိုးတုံးတပ်ဖြတ်မှုတွေကိုဖြစ်စေခဲ့တဲ့ကံယောဂါဇိုးကြီးတခုအနေနဲ့ဖော်ပြကြပါတယ်။ရာစုနှစ်တစ်ခုခုမှာနိုင်ငံတကာနိုင်ငံကလူတွေက မျိုးသားရေးဝါဒဗိုင်းရပ်စ်ကူးစက်ပြီဆိုတာနဲ့သူ့အိမ်နီးချင်းနိုင်ငံတွေလည်းကူးစက်ခံရတာပါပဲမျိုးသားရေးဝါဒဗိုင်းရပ်စ်ကကြည့်ရင်တော့နိုင်ငံတစ်နိုင်ငံလူမျိုးတစ်ခုခုအတွက်အကျိုးရှိတဲ့အောင်ရမြင်ရပေမဲ့တကယ်ကြတော့အဓိကအားဖြင့်သူ့အထက်သာအကျိုးရှိစေတာပါခုလိုမျိုးဆွေးနွေးညှိနှိုင်းမှုတွေဟာလူမှုသိပ္ပံဘာသာရပ်တွေမှာအဖြစ်များပါတယ်အထူးသဖြင့် game theory ရဲ့ခေါင်းစဉ်အမှာပါ game theory ရှင်းပြတာက အဖွဲ့ဝင်များစွာရှိတဲ့စနစ်တစ်ခုမှာအဖွဲ့ဝင်အကုန်လုံးကိုထိခိုက်နစ်နာစေတဲ့အယူအဆအမြင်တွေပြုမှုလှောက်ရှားမှုပုံစံတွေဟာတနည်းမဟုတ်တနည်းနဲ့တော့အမြင့်တွေပြီးပြန့်နှံ့သွားတတ်တယ်ဆိုတာကိုပါလက်နက်အပြိုင်ဆိုင်တပ်စင်ဓာတ်တွေဟာသိတာထင်ရှားတဲ့ဥပမာတစ်ခုပါပဲလက်နက်အပြိုင်ဆိုင်တပ်စင်မှုကြောင့်အဲ့ဒီမှာပါဝင်တဲ့နိုင်ငံတွေအားလုံးဟာဒီဝါလီခံကုန်ကြတာပဲဒါပေမဲ့စစ်တပ်အင်အားချိန်ခွင်ရှာပြောင်းလဲသွားသလားဆိုတော့လည်းမဟုတ်ဘူးပါကစ္စတန်ကခေတ်ရှိပြီးလင်းတွေဝဲရင်အိန္ဒိယကလည်းလိုက်ဝဲတယ် ိန္ဒိယကနျူကလ িয়ার ပုံထုတ်နိုင်ပြီဆိုတာနဲ့ပါကစ္စတန်ကလည်းနောက်ကနေလိုက်လံထုတ်လုပ်တယ်။ပါကစ္စတန်ကသူ့ရေတပ်ကိုအင်အားတိုးချဲ့တဲ့အခါအိန္ဒိယကလည်းတံပြန်အင်အားတိုးချဲ့တယ်။အဲ့ဒီရလိုက်ရဲ့အဆုံးသတ်မှာတော့သူတို့ရဲ့အာဏာချိန်ခွင်ရှာအရင်ကလိုထူးမခြားနာပါပဲ။အဲ့ဒါကြောင့်စောစောကလက်နက်ဝယ်ဖို့တုံးလိုက်တဲ့ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုပညာရေးသုံးဖို့ကျန်းမာရေးခန္ဓာတွေမှာရင်းနှီးမြှုပ်နှံလိုက်ရတာပဲ။ဒါပေမဲ့လည်းလက်နက်အပြိုင်ဆိုင်တက်စင်နေဆိုတာ ဝင်းမပြိုင်ပဲနေဖို့တော်တော်ခက်တာပါလက်နဲ့အပြိုင်ဆိုင်တက်ဆင်ခြင်းဟာသူဟာသူပဲနိုင်ငံတစ်ခုကနေတစ်ခုကိုဗိုင်းရပ်စ်ပိုးတစ်ခုလိုကူးစက်တတ်တဲ့အပြုအမူပုံစံတစ်ခုပါဒါပေမဲ့သူဟာအသက်ရှင်ကျန်ရခြင်းနဲ့မျိုးပွားခြင်းဆိုတဲ့စင်ငယ်ပြောင်းလဲခြင်းရဲ့ဆန်တော့နေအောင်မှာသူ့ကိုဂျိုးပဲသူပြုပါတယ်တတိပြုတင်တာကလက်နဲ့အပြိုင်ဆိုင်တက်ဆင်ခြင်းဆိုတာဟာမျိုးရိုးဗီဇာဂျင်းဆိုလိုပဲသူ့ကိုယ်သူတည်တဲ့တိစိတ်ဆိုတာမရှိပါဘူးသူ့ကိုယ်သူအသက်ရှင်အောင် မျိုးပွားအောင်ဆိုပြီးအသည့်စိတ်နဲ့တမင်တကာမကြိုးစားပါဘူးသူရပြန့်ပွားမှုဟာအာနာအရွှေ့အပြောင်းတွေကြောင့်ဖြစ်လာတဲ့ရည်ရွယ်မထားတဲ့ရလတ်တစ်ခုပါပဲ game theory postmodern ဝါဒမိမက်တစ်စသဖြင့်ကျွန်တော်တို့ဘယ်လိုခေါ်သည်ဖြစ်ပါစေသမိုင်းရဲ့အရွှေ့အပြောင်းတွေဟာဘယ်တော့မှလူသားတွေရဲ့အကောင်းကျိုးကို ပြည့်စုံစေဖို့ဥတည်တာမျိုးမရှိပါဘူးလူသမားရဲ့အာမြင့်ဆုံးလူရင်ချင်းမှုဟာ Homo sapiens တွေကိုအကျိုးပြုဆုံးဖြစ်ပါတယ်လို့ပြောရအောင် ဘယ်လိုအချိန်မြင့်မှမရှိပါဘူးစိတ်ငယ်ပြောင်းလဲခြင်းဖြစ်စဉ်လိုပါပဲတမိုင်းဟာတက်ရှိလူသားတူးချင်းစီရဲ့စိတ်ပျော်ရွှင်ခံစားမှုဆိုတာကိုလုံးဝဂရုမစိုက်ပြစ်ပယ်ထားတာပါပြီးတော့လူသားတူးချင်းစီရဲ့ခန္ဓာကနေကြည့်မယ်ဆိုရင်လဲတမိုင်းရဲ့ဥတီချက်လမ်းကြောင်းတွေကိုသူတို့အတွက်အကျိုးရှိအောင်ပြောင်းလဲဖို့ကိုမတတ်နိုင်အောင်ပဲအားနယ်လွန်းတာမသိနားမလဲဖြစ်လွန်းတာတွေကြောင့်လဲပါပါတယ်တမိုင်းဆိုတာလမ်းစုံတစ်ခုကနေနောက်တစ်ခုကိုခီးဆက်ပါတယ်ဘယ်လိုမှရှင်းပြလို့မရတဲ့အကြောင်းပြချက်တွေနဲ့ လမ်းကြောင်းတစ်ခုကိုလိုက်ပြီးခဏကြာတော့နောက်လမ်းကြောင်းတစ်ခုကိုပြောင်းသွားတာပါပဲ AD 1500ဝန်းကျင်မှာတမိုင်းကသူ့ရဲ့အကြီးပါဆုံးရွေးချယ်မှုကြီးကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒါဟာလူသားအလုံးရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေရုံနဲ့မကပဲကမ္ဘာပေါ်မှာရှိတဲ့တက်ရှိအလုံးရဲ့ကံကြမ္မာကိုပါပြောင်းလဲလိုက်တယ်လို့ဆိုရမှာပါအဲ့ဒီပြောင်းလဲမှုကိုသိပ္ပံပညာပြောင်းလဲမှုကြီးလို့ကျွန်တော်တို့ခေါ်ကြပါတယ်အဲ့ဒါကအာရှအာဖရိကတိုက်ကြီးရဲ့အနောက်ဆုံးပိုင်းမှာရှိတဲ့ကျွန်းဆွယ်ကြီးတစ်ခုဖြစ်တဲ့ဥရောပအနောက်ပိုင်းမှာစတင်ခဲ့တာပါ။အ အဲ့ဒီအချိန်အထိတော့ဥရောပနောက်ပိုင်းဟာသမိုင်းမှာရေးကြီးတဲ့ဘယ်ခန်းကန်လာမှာမှပါဝင်ခဲ့ခြင်းမရှိသေးပါဘူး။ဒါပေမဲ့ဒီသိပ္ပံပညာပြောင်းလဲမှုကြီးကတရုတ်အိန္ဒိယလိုတခြားဘယ်နေရာမှာမဖြစ်ပဲဘာဖြစ်လို့အနောက်ဥရောပမှာပဲဖြစ်ပျက်ခဲ့တာလဲ။ပြီးတော့ဒီသိပ္ပံပြောင်းလဲမှုကြီးကဘာဖြစ်လို့ဒုတိယထောင်စုနှစ်ရဲ့အလဲတဲ့တဲမှာဖြစ်ပျက်ခဲ့ရတာပါလဲ။ဒါတဲ့နှစ်ရာစုလောက်ဆိုပြီးတော့မဟုတ်၃ရာစုလောက်နောက်ကျပြီးဘာဖြစ်လို့မဖြစ်တာပါလဲ။ဒါတွေဘာလို့လဲဆိုတာကျွန်တော်တို့မသိပါဘူး။ ။ပညာရှင်တွေကတော့ theory မျိုးမျိုးချပြဆွေးနွေးကြပါတယ်။ဒါပေမဲ့ဘယ် theory မှယုံကြည်လက်ခံလောက်စရာမဖြစ်တာကိုတွေ့ရပါတယ်။သမိုင်းဆိုတာဖြစ်နိုင်ခြင်းမဟုတ်ဘူးဆိုတာအင်တန်ကျန်ပြန့်တဲ့အရာဖြစ်ပါတယ်။ပြီးတော့တကယ်ဖြစ်မလာခဲ့တဲ့ဖြစ်နိုင်ခြေတွေလည်းအများကြီးရှိခဲ့ပါတယ်။ပြောရမယ်ဆိုရင်မျိုးဆက်တစ်ခုပြီးတစ်ခုသာပြောင်းသွားပေမဲ့ မိုင်းမှာသိပ္ပံပညာပြောင်းလဲမှုကြီးဖြစ်မလာခဲ့ဘူးဆိုတာကိုစိတ်ကူးရင်ကြည့်မယ်ဆိုရတာပါပဲ။တမိုင်းမှာခရီးယန်ဘာသာတို့ရောမအင်ဖာရာတို့ရွှေတင်းကားပြားတွေမရှိခဲ့ဘူးလို့စိတ်ကူးရင်ကြည့်လို့ရတယ်လို့ပေါ့။အပိုင်း၄သိပ္ပံပညာပြောင်းလဲမှုကြီး1945ဇူလိုင်လ16ရက်မနေ့9:29မိနစ်53စက္ကန့်အချိန်မှာနူးမက္ဆီကိုပြည်နယ်အယ်လ်မို ကော်ဒိုဒေတာမှာပထမဦးဆုံးသော နုမြူပုံကိုဖောက်ကွဲပြီး၈၀ခန့်အကြာမှာနျူကလ িয়ার ယူပပေတာပညာရှင်ရောဘတ်အိုပင်ဟိုင်မာကဘုံပါကွဲပုံကိုကြည့်ပြီးတော့ဘဂဝါဂီတထဲမှာငါသည် ယခုပင် လောကကဘာတို့ကိုဖျက်ဆီးသောသူတေမင်းကိုရာမင်းဖြစ်လာတော်သည်ဟုသောစာသားကိုရွတ်ဆိုခဲ့ပါသည်တဲ့အခန်းဆက်လေးမတိနာမလည်းမှုကိုရှာဖွေတွေ့ရှိခြင်းစပိန်တာသူလည်းသမားတရားဟာ AD 1000လောက်မှာအိပ်ပျော်သွားပြီးနောက် နှစ်ပေါင်း900အကြာကိုလံဘတ်စ်ရဲ့နီညာဖင်တန်နဲ့ဆန်တာမာရီယာဆိုတဲ့သင်္ဘောသုံးစီးပေါ်တက်နေတဲ့သင်္ဘောသားတွေရဲ့ညံစည်းနေတဲ့စုညံတန်တွေအလဲမှာပြန်နိုးထလာတယ်ဆိုကြပါစို့။ကဘာကြီးဟာသူ့အတွက်အရန်စိမ့်နေပဲတွေ့မြင်နေကြပုံစံပဲဖြစ်မှာပါ။ဤပညာဆိုင်ရာနိုင်ငံရေးနဲ့မိတ်တွေလူ့အသံဝါရဲ့အပြုမူတွေအများကြီးပြောင်းလဲသွားပြီဖြစ်ပေမဲ့လည်းဒီအလဲကိကအဲ့အိမ်လွန်သူ Red Benwinkle တယောက်တက်ကတော့ကဘာကြီးကို ကိုအိမ်ကိုရလို့ပဲအသားကြနေမှာပါဒါပေမဲ့စောစောကကိုလံပန်းစီရဲ့အတင်းမောသားတယောက်ဟာခုလိုမျိုးအလဲခိကနေနှစ်ပေါင်းရာနဲ့ချီအိမ်မောကြသွားပြီး27ရာစုရဲ့ iPhone ringtone တန်နဲ့အတူပြန်လို့လာမယ်ဆိုရင်သူနားလေဖို့လုံးဝလက်လန်းမမီတော့တဲ့အလွန်တရာမှထူးဆန်းထွေပြားတဲ့ကဘာကြီးတစ်ခုမှပြန်လို့လာရမှာပါပြီးတော့သူ့ကိုသူမင်းမိမှာပါပဲဒါကောင်းကင်ပုံလားဒါမှမဟုတ်ငရဲပြည်များလားပြီးခဲ့တဲ့နှစ်ပေါင်း900အတွင်းမှာလူသားတွေရဲ့စွမ်းအားနဲ့ပတ်သက်လို့ ဘယ်လိုမှမန်းစားလို့မရအောင်ကြီးမားတဲ့တော်ဟုံတိုးတုတ်တက်မှုတွေဖြစ်ခဲ့တယ်။တက်ဂရစ်1500ကကဘာကြီးတစ်ခုလုံးမှာဟွန်ပွန်ဆေးပီယန်စ်ဥယျာဉ်တန်900ဝင်းကျင်ရှိခဲ့ပါတယ်။ဒီနေ့ချိန်မှာ9ဘီလီယံရှိပါပြီ။1500ခုနှစ်ကလူသားမျိုးနွယ်တစ်ခုလုံးရဲ့ဝန်ဆောင်မှုနဲ့ကုန်ပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးဟာဒီနေ့ခေတ်ခန်ဒေါ်လာနဲ့ဆိုရင်250ဘီလီယံဝင်းကျင်ရှိမယ်လို့ခန့်မှန်းကြတယ်။ဒီနေ့ခေတ်လူသားတွေရဲ့တစ်နှစ်စာကုန်ထုတ်လုပ်မှုတန်ဖိုးက ကန်ဒေါ်လာထရီလီယံ60နီးပါးရှိပါတယ်။ဒက်ဂရစ်1500မှာလူသားတွေကကယ်လိုရီပမာဏ73ထရီလီယံတနေ့တာအဖြစ် စားသုံးကြတယ်။ဒီနေ့ခေတ်မှာဆိုရင်ဒီနေ့ကို1500ထရီလီယံပမာဏကို စားသုံးကြပါတယ်။ဒီကိန်းဂဏန်းပမာဏတွေကို တစ်စိတ်လောက်ရေးတွက်ကြည့်ပါ။လူဦးရေဟာ14ဆထုတ်လုပ်မှုက240ဆစွမ်းအင်သုံးစွမ်းမှုကတော့135ဆအထိတိုးလာခဲ့တာပါ။တကယ်လို့များအခုခေတ် modern စစ်တေ modern စီးက ခွန်လန်ပါစတိုခစ်ကိုပြန်ရောက်သွားတယ်ဆိုပါစို့စက္ကန့်ပိုင်းတွင်းမှာပဲအဲ့ဒီစစ်တင်ဘောကခွန်လန်ပါစရဲ့နီညာဖန်တာနဲ့စန်တာမာရီယာ၃စီးစလုံးကိုတက်သားစားရဖြစ်ဖွန်လန်ကျဲအောင်လုပ်ပြနိုင်စွမ်းရှိပါတယ်ပြီးတော့တဆက်တဲ့ဒီမော်ဒန်စစ်သင်ဘောတစည်းတည်းနဲ့သူဟာသူတော့ဘာချီရလေးမှမထင်ပဲနဲ့အဲ့ဒီခေတ်ကရှိရှိသမျှသောအင်အားကြီးနိုင်ငံအားလုံးရဲ့ရေတဲ့အကုံလုံးကိုနှိမ့်မြုပ်ပြမှာပါဒီခေတ်မော်ဒန်ကုန်တင်သင်ဘောကြီး၅စီးနဲ့ဆိုရင်အဲ့ဒီခေတ်ကတကယ်ပါလုံးရဲ့ရှိရှိသမျှသော ကုန်သင်လှေတွေပေါ်ကကုန်စည်အလုံးကိုတင်ယူနိုင်ပါတယ်။အလဲခေတ်ကရှိရှိသမျှသောစာကြည့်တိုက်အကုန်လုံးမှာရှိတဲ့စံစာအုပ်တွေ၊ပရပိုက်တွေမှာရှိတဲ့စက္ကလုံတွေ၊ကိန်းကနန်တွေအလုံးကိုဒီခေတ် modern computer တစ်လုံးနဲ့တင်ထားနိုင်ပါတယ်။ဒါတောင်တင်းစည်းစရာနေရာလွတ်တွေရှိနေအောင်ပါပါ။ဒီနေ့ခေတ်ကဗန်ကြီးတစ်ခုခုမှာဆိုရင် modern kit မတာမီကကမ္ဘာပေါ်မှာရှိသမျှနိုင်ငံတွေအကုန်လုံးရဲ့စုစည်းထားတဲ့ပတ်စံပမာဏတဲ့ပုံပုံမြန်ပြတဲ့ငွေပမာဏတင်စည်းထားရှိပါတယ်။ တဂရီ1500မှာနေထိုင်သူဥယျာသိန်းကျော်ဆိုတဲ့မြို့ဆိုလို့အရေးအတွက်အနှဲ့ငယ်ပဲရှိခဲ့တာပါအဆောင်အုံတွေတော်တော်များများကရှွတ်တက်တာအောက်ရို့စတာတွေနဲ့တိဆောက်ချပြီးတော့သုံးထက်အဆောင်အုံတစ်ခုဟာမိုးမြော်တိုက်လို့ပြောလို့ရပါတယ်လမ်းတွေဟာလည်းအမိုက်တွေနဲ့နေရာဒီမှာဖုံထူပြီးဆောင်းတွင်းမှာရှွတ်နွံ့နေနေပါပြီးတော့လည်းလမ်းပေါ်မှာ မြင်းတွေစိတ်တွေကြက်တွေလဲတွေသွားလာသူတွေနဲ့ပြည့်ကျက်နေတာနေဝင်ပြီးဆိုတာနဲ့လည်းမြို့တစ်ခုလုံးကမှောင်မဲသွားရတာပဲအမောင်တုထဲမှာ ဟိုနီယာဒီနီယာတချို့သာဖျောင်းနိုင်လင်းရောင်မီးတို့လင်းရောင်နည်းနည်းပါးပါးတွေ့ရတာပါအဲ့ဒီလိုမျိုးမှာနေထိုင်လာသူတယောက်သာကူကစ်ဘော်ရန်မျိုးတွေဖြစ်တဲ့တိုကျိုနယူးယောက်တို့မဟုတ်မွန်ဘိုင်းလိုမျိုးတွေကိုတွေ့ပြင်ရမယ်ဆိုဘယ်လိုများနေမှာပါလဲ16ရာစုမတိုင်မီအထိဘယ်လူသားမှကဘာကိုမပတ်နိုင်ခဲ့ပါဘူးအဲ့ဒီဟာ1522ခုနှစ်မှာကီလိုမီတာပေါင်းခုနှစ်သိန်း2000ကျော်ခီးနေခဲ့တဲ့ဖာနီနန်မက်ဂျယ်လန်ရဲ့ရေချောင်းခီးအဆုံးသတ်ပြီးစပိန်မှာ 1969ခုနှစ်ဇူလိုင်လ20ရက်နေ့မှာတော့လူသားတွေဟာလဘော်ကိုချီချနိုင်ခဲ့ပါပြီ။ဒါဟာသမားဝင်အောင်မြင်မှုတစ်ခုဆိုတာထက်ပိုပါတယ်။သူဟာစက်ကြဝလာဆိုင်ရာအောင်မြင်မှုတစ်ခုဖြစ်ပြီးစင်ကဲပြောင်းလဲခြင်းဆိုင်ရာအန်ချီပွဲတစ်ခုပါပဲ။ကမ္ဘာပေါ်မှာတက်ရှိတွေစတင်လာတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း4ဘီလီယံကျားတဲ့စင်ကဲပြောင်းလဲမှုဖြစ်စဉ်မှာမိသည့်တက်ရှိမှာကမ္ဘာလေတုကိုထိုးဖောက်ပြီးမသွားနိုင်ခဲ့ပါဘူး။တည်ကြတာကတော့လကမ္ဘာပေါ်မှာ တခြားခြေရာတစ်ခုခုသို့မဟုတ်ရေဝဲလက်တံရာတစ်ခုခုရှိနေမှာမဟုတ်ဘူးဆိုတာပါပဲနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တပါ thank you